လောက်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်စကိုင်းမှာအဆောက်အုံတော်တော်များပြိုကျပျက်စီးသွားပါတယ်အထူးသဖြင့်ဖျားစီးစီဘလို့တော်များပြိုကျပျက်စီးပါတယ်မန္တလေးလည်းအလားတူပါပဲနေပြည်တော်မှာလည်းပြိုကျပါတယ်အဲ့ဒီလိုမျိုးတွေလုံးဝမဖြစ်ဘဲနဲ့စင်းစင်းကြောင်ပွန်းကြောင်လေးတော်မှမရှိခဲ့တဲ့အဲ့ရလေးတစ်ခုတော်မရှိခဲ့တဲ့လွန်ခဲ့တဲ့နှစ်90ကျော်ကအဆောက်အုံတစ်ခုကိုပြမယ်ဆိုရင်တော့စကိုင်းမျိုးဝင်ထက်ကစကိုင်းရုပ်ရှင်ယုံကြီးပြပါလိမ့်မယ် စကိုင်းငလင်ရဲ့ပင်မလန်ကြောင်းဟာအခုဒီမပြတာတော့တဲ့ပိတ်ထားတဲ့စကိုင်းရုပ်ရှင်ယုံကြီးရဲ့ဘေးကနေပြီးတော့နီးကကကက်လျက်ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်ရုပ်ရှင်ယုံကြီးနာမည်ကဇေရာတီရုပ်ရှင်ယုံနဲ့အဲ့ဒီရုပ်ရှင်ယုံကြီးဘေးမှာရှိတဲ့တိုက်တာအင်ဂျင်တွေအကုန်လုံးဘုံဘုံလဲကျေမွပျက်စီးကုန်ပါလေပေဒီယာကြောင်လန်းကြီးနေစင်းကွဲအပ်ပျက်စီးခဲ့တဲ့အထိငလင်ကကျမ်းပါတယ် ဒါမဲ့အတော်လေးနီးကတဲ့ဒီရုပ်ရှင်ရုံကြီးကမပြိုမလဲခံနိုင်ရအတော်ရှိခဲ့ပါတယ်တိဆောက်ပုံနီးစနစ်ကြောင့်ဖြစ်နိုင်ပြီးသူ့အမားကယူထားတဲ့အောက်ခြေကငလင်းလာရလမ်းကြောင်းနဲ့အပြိုင်တဘောရှိနေတဲ့အတွက်ကြောင့်များလားထင်မိပါတယ်ကျုပ်ရှင်ုံကြီးနာမည်ကဇေရာတီရုပ်ရှင်ရုံမှာ1980ကျော်အာစီခူးကတိစောက်ခဲ့တာပါ။စကိုင်းမြို့ရဲ့ပထမဦးဆုံးအာစီအဆောင်ဖြစ်မယ်။ ငလင်ကျော်ဘော့တဲတဲ့ကြာတော့မှဖြုံတော့မဖြုံပါဘူးအဲ့ဒီဒီလုံးပဲကျန်တာပါစကိုင်းတရာဟောင်းကသူတို့ဘေးကဖြတ်သွားတာပါအဲ့ဒီနဲ့မျက်နှာချင်းဆိုင်ဒဏ်လုံးပြူပါတယ်မျက်နှာချင်းဆိုင်မှာဒဏ်နဲ့ကလေးရဲ့မှွေးကျူရေခဲမုန်ဆိုင်သုံးတက်တိုက်လည်းပြူပါတယ်လက်ရှိချိန်ကြီးတော့ဘယ်သူမှမရှင်းနိုင်သေးပါဘူးကိုဘေးတရာဘေးကယထာလန်ဂုဏရာအောက်မှာအုပ်ပစ်စီရင်မြေထင်းနေရတယ်လည်းအတ်သွားပါတယ်တရာကုန်းနေတော့ပြုတ်ကျပါတယ်ပြောရမယ်ဆိုရင်တော့ကျွေးကတရာဟောင်းဘေးက ဖြတ်သွားတာပါမလင်တန်ခန္ဓာမီဒီဇိုင်းစမ်းသစ်ပါတယ်တချို့လူတွေပြောတာကဒါကအဲ့ဒီခေတ်ကတဲ့ရုရှားရဲ့အာခီတချာကိုမှီညမ်းပြီးစောက်ထားတာတဲ့အဲ့ဒီရုပ်ရှင်ကြီးပြတာတုန်းကဒီဇိုင်းစမ်းသစ်တယ်ရုပ်ရှင်ပြရင်လူဝင်တကားပေါက်တကားတစ်ဆင့်အလင်းရောက်ဝင်လို့နေပတ်စုမကြည့်ဖြစ်ဘူးတဲ့အင်္ဂလန်စိန်တရုတ်ဆောင်တဲ့မြစ်တာရှင်မလေးငင်းငင်းစကားနဲ့အစဖွင့်ပြီးတော့ပြသခဲ့တယ်ဆိုပါလေ ရုပ်ရှင်ရောင်ဟောင်းတမှုထူကြတာကအဲ့ဒီနာမိန်လန်းဘေးတိုက်တန်းတော်ပြန်ပျက်စီးပြိုကျမယ်ရုပ်ရှင်ရောင်မှာအကွဲရအောင်မှမမြင်ရပါဘူး1985ခုနှစ်ကဘီတုကာဆရာကြီးငင်းနေလို့လဲမှတ်သားဘူးပါတယ်စကိုင်းမြို့တီနန်းတီနှစ်900ပြည့်မှတ်တမ်းထဲမှာလဲပါတယ်ဗျခုနှစ်နောက်ဆုံးပြခဲ့တဲ့ရုပ်ရှင်ပေါ့ဒီရုပ်ရှင်ရောင်ကြီးနဲ့ပတ်သက်ပြီးဒီရုပ်ရှင်ရောင်ကြီးကို တကယ်စောက်ခဲ့တဲ့ပညာရှင်တွေကတော့အခုလိုမျိုးပဲပြောပါတယ်ဒီဂုံယူလောက်တဲ့စကားရဲ့ရုပ်ရှင်ကြီးအကြောင်းကိုကျွန်တော်အနေနဲ့လေ့လာမှုတမျှပြောချင်ပါတယ်ထောင်ကောက်90လောက်ကားတဲ့စကိုင်းမှာအမီးကြီးရောက်လို့ရုပ်ရှင်ဥပါသွားတယ်တဲ့အဲ့ဒီတော့ကယဉ်ကျေးမှုပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်ပေါင်းထံကသူ့မြို့မှာစောက်ပေးခဲ့တဲ့လက်ရာတဲ့ဥပဒေကဥပဒေဆိုသူကထောင်ကောက်54ခန်းကတိစောက်ခဲ့တာတဲ့ ဥပယာတဲ့ဇိုင်းမှာစီးပွားရေးလုပ်ငန်းရှင်တို့ဖြစ်လူသိများပြီးဇေယသိရုပ်ရှင်အပြင်တခြားသောအဆောက်အုံတွေကိုလည်းတိစောက်ခဲ့သူဖြစ်ပါတယ်။အပြင်ပုံစံက Carbizian Stugan ပုံစံအတွင်းဝင်လေကားရဲ့ဘေးနှစ်ဖက်ကအဝိုင်းကြီးပါ။မြင်းကြီးလေကားနဲ့ပထမထပ်ကိုခြောက်ထားတဲ့နေရာကအပြည့်မဟုတ်ပါဘူးအဝိုင်းပေါက်ကြီးပါ။ငလင်ကြောပေါ်တဲ့တဲ့စောက်ထားတာပြောရရင်စောက်တဲ့ဝန်ကမာစလာဖြော်တဲ့ရင်တော်ဒီရရေကိုမတုံးထားဘူးဆိုပြီးတဲ့ပြောပါတယ်။ ဟုတ်မဟုတ်တော့မပြောတတ်ပါဘူး။ကဲဒီအကြောင်းကျွန်တော်တို့နင်းလာကြည့်အောင်ဗျ။စကိုင်းရရှင်ုံတီဆောင်လေးလုပ်ငန်းမှာပါဝင်ခဲ့တဲ့ AE ဖြစ်တဲ့ဦးအောင်ကျော်မင်းကတော့ဒီစကိုင်းရရှင်ုံနဲ့ပတ်သက်ပြီးတော့သူဆောက်လို့ရမှာပါဝင်ခဲ့ဘူးတဲ့အကြောင်းကိုခုလိုအမှတ်တရပြောတာပါလေ။အေးဦးအောင်ကျော်မင်းကရေးထားတာကအခုတလော Facebook မှာတဲ့ စကိုင်းဇေယသည်ရုပ်ရှင်အကြောင်းရေးထားတာတွေတော်တော်လေးကိုပြန့်နှံ့နေပြီတဲ့ဂုံယူဝင်ပြောပွဲရေးသားတာတွေ့ရပါလေတဲ့ကျွန်တော်အနေနဲ့ကိုကုတ်ကိုဖို့မတူတော်လို့ထင်ခံရမှာဆိုလို့ Facebook မှာပြန်မြေးသားလိုပေမဲ့လည်းနောင်လာနောင်သားတွေအမှန်ကိုသိရှိနိုင်ပါစေဖို့ဆန္ဒသက်သက်နဲ့စကိုင်းဇေယသည်ရုပ်ရှင်တိဆောက်မှုအကြောင်းကိုယ်တိုင်တိဆောက်ခဲ့တဲ့ဟာမှာပါဝင်တဲ့ကျွန်တော်ကအသေးစိတ်ရေးသားတင်ပြပါမယ်တဲ့ 1968စကိုင်းမြို့လယ်မှာမိကြီးလောင်ခဲ့ပါတယ်တဲ့အဲ့ဒီမိလောင်တဲ့ထဲမှာဂုံရုပ်ရှင်ရုံနဲ့မြို့မအောင်ငွေသာရုပ်ရှင်ရုံတို့ပါသွားပါတယ်တဲ့စကိုင်းမှာရုပ်ရှင်ရုံမရှိတော့ပါဘူးအဲ့ဒီအချိန်မှာပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ဗိုလ်ချုပ်တောင်းတန်းမှာစကိုင်းမှာခေတ်ပြီးရုပ်ရှင်ရုံအသစ်ဆောက်လုပ်ဖို့ဆောက်လုပ်ဝန်ကြီးဌာနကိုလုပ်ငန်းအနှံပါတယ်ဆောက်လုပ်ဝန်ကြီးဌာနမှာခံမှန်းပုံထုပ်ဦးစီးဌာနမှာအင်ဂျင်နီယာတွေကျွမ်းကျင်ပညာရှင်တွေက အရင်မြို့မရုပ်ရှင်ရုံနေရာကိုကွန်းစင်ကြည့်ရှုမြေဆက်သက်မှုတွေလုပ်ပါတယ် ငလင်ဂျုံနဲ့နီးကပ်တယ်လို့အဲ့ဒီတုံးကလေးကစူဇန်သီရှိမြူရငလင်တန်ခံနိုင်တဲ့ပုံစံဒီဇိုင်းရေးဆွဲပုံထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်1968ခုနှစ်1980ဝန်းကျင်လောက်ကတည်းကငလင်ကျော်ရှိတယ်ဆိုတာကိုကြိုသိကြတာမှတ်သားပေါ်ရအချက်ဖြစ်ပါတယ်။ရုပ်ရှင်ုံမှာတောင်မြောက်ဖြစ်ပြီးတော့တောင်ဘက်လမ်းမကြီးမျက်နှာပြုထားပါတယ်။ရုပ်ရှင်ရဲ့တောင်ဘက်မျက်နှာမှာရှိတဲ့အာစီတိုင်း6လုံးမှာမြောက်ဘက်ကို65ဒီဂရီဆောင်းထားပါတယ်။ အနံအခမ်းအဖွင့်ကျန်မှာပေး80ရှိပြီးအလျားမှာပေး94ပဲရှိပါတယ်တောင်ဘက်မှာရုပ်ရှင်ပြားဆက်ခန်းနဲ့ DC ကအထူးတန်းပွဲကြည့်စဉ်တစ်ထပ်ပါရှိပါတယ်။မြောက်ဘက်မှာလာချမ်းပုံရုပ်ရှင်ပိတ်ကားနဲ့စောင်းပေါက်တွေထားရှိပါတယ်။အမိုးမှာတသားတိုင်းနဲ့သမိုးဖြစ်ပြီးလက်ကလေးတရံ၃ဆင့်မြောက်ဘက်နှိမ့်မှုထားပါတယ်။မြင်းကျက်မှာ၃ဒက်သားကိုအမောက်ကလေးများပေါက်ပြီး တည်သားစင်တမ်းမှာကတ်ထားပါတယ်ဒီရုပ်ရှင်ရုံကို1983 84မှာစတင်အုံမြင့်ချပြီးရန်ကုန်ဝင်မရလို့ခဏရပ်ပြီးတော့ရန်ကုန်ကိုရှာပါသေးတယ်တဲ့1985ပြန်လဲဆောက်လို့ရမှာစကိုင်းတိုင်းဆောက်လို့ရတိုင်းအင်ဂျင်နီယာဦးအောင်ရွှေဖျံအင်ဂျင်နီယာဦးမြင့်ကောင်မျိုးနယ်အင်ဂျင်နီယာဦးမောင်ညွန်းတို့ကကြီးကျက်ပြီးကျွန်တော်လုပ်ငန်းခွင်အင်ဂျင်နီယာဦးအောင်ကျော်မြင့်စကိုင်းအေးမြော်ဒီဦးဆောင်ပြီးတော့ဦးမင်းတွင်ကိုကျော်တဲ့စကိုင်းသားကိုသိန်းအောင်ကိုလာဦး ဂျူနီယာအင်ဂျင်နီယာတွေဒါအပြင်တခြားအင်ဂျင်နီယာတွေမြောက်များစွာနဲ့ဆောက်လုပ်ခဲ့တယ်လို့ဆိုပါတယ်။အားလုံးကဝိုင်းဝန်းပြီးတော့တက်ညီလက်ညီဆောက်ကြတယ်လို့ဆိုပါတယ်။1986 90. CB မြစ်တာရှင်မာလေးငင်းငင်းဤရုပ်ရှင်ပြသပြီးဇေယသီရုပ်ရှင်ကိုတကြီးကိုဖွင့်လှစ်ခဲ့ပါတယ်။ဇေယသီရုပ်ရှင်ကြီးဟာအခု2025မှာတက်တန်း250ရှိပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ဝန်ကြီးခန့်ခန့်ဖြစ်စေဖို့စောလုံးဝန်ကြီးဌာနခံမှန်းတဲ့ပုံထုတ်ဦးစီးဌာနမှာအင်ဂျင်နီယာတွေကပုံစံရေးဆွဲထုတ်ပေးခြင်းနဲ့စကိုင်းလိုင်းစောလုံးအင်ဂျင်နီယာကြီးတွေအစဉ်အဆက်ကြီးကြပ်မှုနဲ့ကျွန်တော်ဦးဆောင်တဲ့ငယ်တဲ့အင်ဂျင်နီယာတွေကျွမ်းကျင်လုပ်သားတွေကဒီဇိုင်းပုံမှာအတိုင်းစနစ်တကျတည်ဆောက်ခဲ့တဲ့အတွက်ခန့်ခန့်နဲ့ရလကောင်ရရှိခဲ့တယ်လို့ဖြစ်ပါလိမ့်ကြွားတယ်လို့မထင်စီလိုပါဘူးတဲ့အရေးလက်ဆောင်မှုကိုဆက်ရေးပြရသေးတဲ့ကျွန်တော်ဦးဆောင်မှုနဲ့အထက်ပါအငယ်တိုင်းအင်ဂျင်နီယာကျွမ်းကျင်လုပ်သားတွေအတူတူဆောင်ခဲ့တဲ့စကားမျိုးဇယော ကွက်သစ်ရက်မှာရှိတယ်။ကုံသွဲလေယာတီးနောင်လောင်ဆိုင်လိုကိုတောင်တွေဒါပြင်စကိုင်းမြို့မှာကုံရက်မှာရှိတဲ့တိုင်းပညာရေးယုံနှစ်ထပ်အဆောင်စကိုင်းမြို့မြေအေးမြဝရီရရှိဆရာတက်တင်ကောလိပ်စကိုင်းမြို့ကနလန်အောင်မြေလောကပါလာဖျားနီကအော်တိုအချင်းဆော့အောင်စကိုင်းတောင်ပုံများရှင်စီဒီနီမြမရုပ်မြင့်တန်ကြားထက်ဆက်လွှင့်မီတာတရာအမြင့်တာဝါဒါတွေဟာတဲ့နှစ်ပေါင်း40ကျော်ကြာတဲ့အထိမပြတ်မစည်းရှိနေစေပါနဲ့ တိဆောက်ခဲ့တဲ့အဆောင်အုံတွေမပြတ်မစီ ရှိနေခဲ့ပေမဲ့အတူလက်တွဲဆောင်ရွက်ခဲ့တဲ့သူတွေတော်များများကတော့ကွယ်လွန်ကုန်သွားပြီဖြစ်တယ်ဆိုပြီးတော့အဲ့ဒီတုန်းကဆက်လို့ရမှာပေါင်ခဲ့တဲ့အင်ဂျင်နီယာဦးအောင်ကျော်မြင့်က post တင်ပြီးတော့အမှန်တိုင်းရှင်းပြခဲ့ပါလိမ့်။ရှေခင်အင်ဂျင်နီယာကြီးရဲ့လက်ရာကိုခုခေတ်အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကချီးကျူးကြပါလိမ့်။ ငလီနန်ခန်းနိုင်နေဆိုလို့ဘာများထူးမလဲကြည့်မနေကြပါနဲ့တဲ့ဒီလိုကော်လန်ဒီလိုဘင်းဒီလိုတန်ကြောင်ဒီလိုကြောက်ပိုးရိုက်ပြီးဒီလိုအာစီကြီးပါပဲတဲ့ပညာစေတနာတမာရီအားတွေပါစောက်ခဲ့ကြပုံပါနဲ့ငလင်ကျော်ပေါ်မှာဆိုတာတိတိကြီးနဲ့ပညာခန်းပြတာမျိုးအလွန်ကျန်တုတ်တာမျိုးတော့မဟုတ်ပါဘူးတဲ့တေးကြွတ်တယ်အပိုးလိုမရှိအတိအကျစောက်တာကိုတွေ့ရပါတယ်တဲ့မထင်မှတ်တဲ့ဓပုံဓပုံနဲ့စောက်လို့ရလောကမှာသမိုင်းဆက်မနာတစ်ချက်ပေါ်လာတာကိုတော့ကျဉ်းနေမိပါလေတဲ့ ခုချိန်ထိမိညာတွေ့ရတဲ့အဆောင်ပုံစံကိုလည်းမသိရသေးတာကတော့မထင်မရဖြစ်မိပါတယ်တဲ့အဆောက်အုံဟောင်းနဲ့ကြည့်လိုက်တဲ့လဲငါဆောက်ခဲ့ငါတို့ဆောက်ခဲ့တယ်ဆိုတာကမှတ်တမ်းနဲ့ကျန်တယ်ငါဒီဇိုင်းဆွဲခဲ့တာဆိုတာပြည်သူ့ကဆရာတွေမှတ်တမ်းနဲ့လဲကျန်စေခြင်းပါတယ်တဲ့စကားရရှင်ကလောလောဆယ်ရာစုနှစ်တော်လောက်ကြော်ဖြတ်ခဲ့တဲ့အတွက်ကြောင့်သူကလဲ heritage trader စီးရင်ထဲမှာထည့်လို့ရတယ်လို့ပြောပါတယ်တဲ့ မှတ်တမ်းတိကျဆောင်ရွက်စာရင်းစရာရနိုင်မယ်ဆိုရင်အသေးချာမှတ်တမ်းပြုလို့မျိုးသားမူနှင့်စင်း National Heritage ဖြင့်နောင်မျိုးဆက်သစ်ကိုလက်ဆင့်ကမ်းနိုင်မယ်လို့မျှော်လင့်ကြောင်းပညာရှင်တွေကတော့ထောက်ပြဝေဖန်ပြောခဲ့ပါတယ်။